်မင်္ဂလာပါရှင်ဓမ္မဗုဒ္ဓချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပြပြပေးမယ့်ခေါင်းစဉ်လေးကတော့ပြိုင်းနှင့်ပစွန်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်ရှေးလွန်လေးပြီးတော့အခါတောရဲ့တနေရာတွင်ဘရုံမကြပေါက်သောရေအိုင်ကြီးအနီးရှိကရက်ပင်၌ဖျားလောင်းသည့်ရုပ်ကစိုးနက်ဖြစ်နေသည်ထိုတောတွင်ပင်အခြားရေအိုင်တိုင်းလည်းရှိသေးသည် ထိုအိုင်သည်မကြီးလွန်းတော်လဲငါးမျိုးစုံတို့မိโกနေထိုင်ရာဖြစ်သည်လူရသည်ရောက်သည်နှင့်ထိုရေအိုင်သည်ရေခမ်းလေရာပြိုင်းတကောင်သည်ရင်းငါးတို့ကိုလှည့်စား၍စားမည်ဟုကြံစီတွေးတော်လျင်ရေဇန်နာသွားပြီးရက်နေသည်ထိုအခါငါးတို့ကအဆွေပြိုင်ဘာကိုတွေးတော်နေပါသနည်းဟုမိကြရာပြိုင်းကလည်း ဤရိုင်း၌ရည်နေနေသည် အစာလဲရှားလာသည်ညရာသည်သည်များစွာကျင်သည်သည်တင်တို့ကို တကောင်စီနှုတ်သီးဖြင့်ကြိုက်ချီ၍အခြားရည်ရိုင်းကြီးတစ်ခုသို့ရွှေ့ပြောင်းလိုသည်တင်တို့ယုံကြည်မှုမရှိလျင်ကျွန်ုပ်ပြောသည့်ထိုရည်အိုင်ကို လိုက်ကြည့်ရင်တင်တို့ထဲကငါးတကောင်ကိုထဲပေးလိုက်ပါဟုပြိုင်းကပြောလိုက်သည်ထိုအခါငါးများသည် ကုန်းနေနှစ်ထွေလုံးတွင် နေထိုင်သည့်ငမဲနှင့်တကောင်ကိုထည့်ပေးလိုက်ရာပြိုင်းသည်ထိုငမဲနှင့်ကိုကြိုက်ချီ၍ရည်အိုင်ကိုပြလိုက်သည်ထို့နောက်ပြန်ခေါ်လာခဲ့ပြီးလျင်မူလရည်အိုင်တွင် ပြန်လွတ်ပေးလိုက်သည်အိုင်ထဲမှငါးများသည်ငမဲနှင့်ဤပြောပြချက်အရာပြိုင်းအပေါ်ယုံကြည်မိက သူတို့အားလုံးကို ထိုရည်အိုင်ကြီးသို့ပို့ပေးရန်သဘောတူလိုက်ကြသည် ထိုအချိန်မှစ၍ပြိုင်းသည်ငါးတကောင်စီကိုကိုက်ချီ၍ရီအိုင်ကြီးအနီးမှရေကြက်ပင်ခွာချနိုင်ချကနှုတ်သီးဖြင့်ထိုးစိတ်စားတော့သည်ဤနည်းဖြင့်မကြမီငါးများအလုံးကုံသွားရာပဇွန်တကောင်သာကြံတော့သည်ထိုပဇွန်ကပြိုင်းကိုမယုံပေပြိုင်းကကိုက်ချီ၍တဲဆောင်ခြင်းထက်သူကပြိုင်းရဲ့လေပင်ကိုလက်မနှင့်ညှက်၍လိုက်ရခြင်းက ပို၍စိတ်ချရာကြောင်းပြောသည် ထို့သို့ပြုလုပ်ခွင့်ပြုစေလိုကြောင်းခွင့်တောင်းလိုက်သည်ပြိုင်းသည်ပဇွန်လုံးဤဂျန်စီကိုမရိပ်စားမိသဖြင့်သဘောတူခွင့်ပြုလိုက်သည်ပြိုင်းသည်ပဇွန်လုံးကိုတည်ယူ၍ရေအိမ်ကိုပြယုံသားမကရေကြက်ပင်ပေါ်သို့ခေါ်သွားသည်ဤတွင်အဆွေပြိုင်းအပဲ့ကြောင့်ဤနေရာသို့ခေါ်ဆောင်လာသည်ဟုပဇွန်လုံးကမေးလိုက်သည် ြေကြက်ပင်ရင်၌တွင်ရှိသောငါးယူများကိုတင်ကြည့်လောငါသည်ငါများကို စားတကဲ့သို့တင့်ကိုလည်းစားအံ့ဟုဖြိုင်းကပြန်ပြောလိုက်သည်ပဇွန်လုံးကငါများသည်မလိမ္မာကြ၍တင်းဤအစာချင်းကိုခံခဲ့ရသည်တင့်ကိုပင်လျင်ပျက်စီးခြင်းသို့ရောက်စေအံ့ဟု ဆို၍ပဇွန်လုံးသည် ဖြိုင်းဤလေပင်ကိုလက်မဖြင့်တင်းတင်းညက်သည် ဖြိုင်းသည်နာကျင်လုံးသဖြင့်အရှင်တင့်ကိုမစားတော့ပါငါအာအသက်ချမ်းသာခွင့်ပေးပါဟုဆိုသည်ထိုအခါပဇွန်လုံးကငါအာအိုင်ထဲသို့ပြန်လှုပ်ပေးလောလို့ပြောလိုက်တော့ဖြိုင်းသည်ပဇွန်လုံးကိုရီအိုင်သို့ ပြန်ယူလာပြီးနှွန်ပြင်ပေါ်တွင်ချပေးလိုက်ရာပဇွန်လုံးသည်ဖြိုင်းဤလေပင်ကို တိကနေမျက်လိုက်သည် ပြိုင်းနှင့်ပဇွန်တို့၏ဖြစ်ပုံအချင်းရာကိုမြင်သောရုပ်ကစိုးနှက်သည်တာရုခေါ်သဖြင့်တတော်လုံးပဲ့တင်နှင်ထက်စီသည်ပြိုင်းနှင့်ပဇွန်ဆိုတဲ့အကြောင်းအရာလေးကသည်ဘာတင်ငန်းစာလေးရလိုက်လေဆိုတာလေးလေကိုမှန်လေးမှာမှတ်ခဲ့ပြပါအောင်ရှင်